တယ်ဆာဗီးယားရဲ့ဟိုတိုက်စစ်ကမဆိုးတော့ညာသူ့ရဲ့ခံစစ်ပိုင်းတော့နောက်ဆုံးပွဲစဉ်မှာတော့အင်္ဂလန်ကတော့သူ့အိမ်ကွင်းမှာတော့၅ခုပြတ်နဲ့သူရှုံးထားတယ်ရှုံးသွားခဲ့အဲ့ဒီပွဲကတော့တကယ်ဟိုအဆုံးပြတ်ဟိုဘယ်လိုပြောမလဲပြက်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့သူတို့နှစ်ပင်းကလူနေကြတာဒါပလေးရောလူအောင်အင်္ဂလန်ကတော့ direct ချစ်စုတစ်စလုံးနဲ့တိုက်စစ်ပိုင်းနေမှာအဓိကကစားသမားတွေမပါအော်ဟုတ်တယ်ဒန်ယန်ကစားသမားတွေညာနော်စပိန် စနေညနောက်ထပ်ကျွန်တော်တို့နှစ်ပွဲเนาะကြံသေးပါတယ်ကျွန်တော်တို့အဲ့ဒါတော့ဟိုဟာစပိန်ဂျော်ဂျီယာနဲ့ဒါဆာဗီးယားနဲ့အယ်ဘေးနီးယားပွဲစဉ်အဲ့နှစ်ပွဲမှာမှဟိုကျွန်တော်အရင်ဆုံးပြောလိုက်မယ်လေယူချင်ဘူးเนาะဆာဗီးယားအယ်ဘေးနီးယားပွဲစဉ်ကိုကျွန်တော်ကတော့ကိုယ့်အဖို့ယူချင်ပါတယ်ဘာလဲဆာဗီးယားအယ်ဘေးဆာဗီးယားကြေးကြတာလေဘော်ဒီကြေးရတော့ကြေးကြတာလေတော်တော်များနေပြီဆာဗီးယားနောက်ဆုံးကစားခဲ့တဲ့ဒီအင်ကွင်းကစားခဲ့တဲ့ပွဲစဉ်တွေပြန်ကြည့်လိုက်တဲ့အခါမှာဒီဒိမတ်တို့ဒီဟိုဟာဩစတြေးလျလို့ဘာလို့နဲ့ဟိုကိုအောက်ဒီကစားထားတာများတာကိုကျွန်တော်တွေ့ရတယ်เนาะကိုအောက်ကစားလာမြဲဆာဗီးယားရဲ့ဟိုတိုက်စစ်ကမဆိုးတော့ညာ သူ့ရဲ့ခံစစ်ပိုင်းတော့နောက်ဆုံးပွဲစဉ်မှာတော့အင်္ဂလန်ကတော့သူ့အိမ်ကွင်းမှာတော့ငါးခုပြတ်နဲ့သူရှုံးထားတယ်ရှုံးသွားခဲ့တယ်ဘောနော်အဲ့ဒီပွဲစဉ်မှာတိုင်ကမှာအန်ဒူရာကိုသူ3 3 0နဲ့သူအဲ့တုန်းကလေ5ဂိုးဂိုးပေါင်းကအဲ့သုံးလုံးကနန်းကတိတ်တော့မအောင်ပပလေးပဲအောင်လိုက်တယ်ဂိုးအပေါ်ပြောချင်တာဟိုတော်တော်ကျွန်တော်လေးကအဲ့နောက်ပိုင်းကစားခဲ့တဲ့သာပြီးအိမ်ကွင်းနေပွဲစဉ်တွေကြည့်ရတယ်ဘာဂိုးအောက်တွေကစားထားတာကိုတွေ့ရလဲခံစစ်မှာတယ်အဲ့အနေထားမျိုးနဲ့ကျွန်တော်ဒီပွဲစဉ်ကိုစားပြီးရဲ့ဂိုးအောက်ကဘော်ဘယ်ရီ190နိုင်တဲ့ဂိုးပေါင်းဒီနှစ်အနှုန်90ကျေးကြီးကိုကျွန်တော်ကနည်းနည်းတန်တရားဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်ဂိုးပေါင်းကြေးအောင်နိုင်ကြရအောက်က ို့ပြီးတော့များနေတော့ကြတော့ကျွန်တော်အိုက်ပွဲစဉ်ကိုတူတူတုတ်တော့ပေါ့ဗျာကျွန်တော်ဂိုးပွားစာဗီယာအေဗီနီယာပွဲကိုဂိုးအောက်ကိုကျွန်တော်ကရွေးချယ်ပါတယ်ဆရာကြော့အနေနဲ့အဲ့ဒီပွဲကတော့တကယ်ဟိုအဆုံးဖြတ်ဟိုဘယ်လိုပြောမလဲဖြစ်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့တို့တို့နှစ်ဘင်းကလူနေကြတာဒါပလေးရောလူအောင်အင်္ဂလန်ကတော့ direct chess ပွဲအောင်မယ်အဲဒီဒီဒီဥရောပဇုံမှာဆိုရင်ကပထမရတဲ့အသင်းတွေကတိုက်ရိုက်ချက်စပဲအောင်မယ်ဒုတိယရတဲ့အသင်းတွေကအဲဒီပလေးော့သွားမယ်စလေးတင်ပြီးွားရင်ဘက်က နေရှင်းလီးယာနေပြီးတော့တော့တက်လာမယ်အသင်းတွေနဲ့ပလေးအော့ကစားကြအောင်ဆိုတော့အဲ့တော့ဟိုဒီဆာဗီယာကိုကျွန်တော်တို့ကအာသူ့ရဲ့ဂျေးဖွင့်လွှင့်မှုလေးတွေကို formula follow style လေးဖွင့်ထားပြီနောက်တစ်ခုကဆာဗီယာကိုကျွန်တော်မကြိုက်တော့ဘူးအင်္ဂလန်နဲ့ပွဲပေါ်ဆိုရင်လည်းတွေ့ရသူတို့ကဒါကမန်ယူလိုပဲကစားတာသူ့ရဲ့ကစားကော3 4 2 1ပါဒါမီလန်ကိုဗစ်ကတော့ဒါကြောက်ဆောင်ပေါ့ညသူတို့နောက်တန်းပေါ့3ယောက်3ယောက်စနစ်ပေါ့အဲ့ဒါကလည်းအပားတွေများနေတယ် နောက်ဒီတောင်ပံတွေကလည်းအလုံးမလို့ဟုတ်ဆိုတော့သူတို့အဲ့မှာလေးဘွားစားတိုက်တော့ကြေးကြတာဒီပြအနေနဲ့ဒီအဆုံးပြပွဲမှာတော့သူဟိုဟာသူတို့တမတ်တာနေတဲ့အဲဘင်းရောသူအနိုင်အိမ်ဝင်းမှာအနိုင်ယူမောက်ကိုဖြစ်တော့မနိုင်ဘူးဆိုရင်တော့သူတို့ play off တောင်မှလွဲချော်ရမယ့်အခြေအနေမျိုးတွေဖြစ်သွားတာဟုတ်တယ်ဆိုတော့လက်ကျန်ဒီပွဲစဉ်လေးတွေမှာနော်ဒီဒီပွဲကစားပြီးသူတို့သုံးပွဲတော့ပဲကျန်တော့လက်ကျန်အဲဆိုအားလုံးပေါင်းလေးပွဲကျန်တဲ့နေရာမှာဒီပွဲကအဓိကအတက်ပဲကျန်တာကသူတို့လက်ဗီယောတို့နိုင်နိုင်နဗီယောလည်းသူနိုင်နိုင်တယ်ဟုတ် အန်ဒိုရာရဲ့တရားပေါက်သူနိုင်တယ်ဆိုတော့ကျွန်တော်တို့ကဒီစနေညမှာလာဗီယာအာဆော့ဝဲကံပဲပြီးွားရင်ဒါဆာဗီယာကံပဲဒီအုပ်စုပဲအုပ်စု K ပဲအုပ်စု K မှာလာဗီယာအောင်မလားဆာဗီယာအောင်မလားအဲအဲ့အခြေအနေတွေရောရှိနေသင်းစလုံးပဲအောင်မလားဆိုတော့ဒီနှစ်သင်းစလုံးကလည်းကံအားနဲ့အခြေအနေတွေရှိအဗီနီကစွမ်းဆောင်မှုကောင်းနေတယ်ဆာဗီယာကစွမ်းဆောင်မှုအားနည်းနေတယ်ဒါပေမဲ့ဒီပွဲကသူတို့အတွက် အဆုံးဖြတ်သပွဲပဲကစားလာမယ်။အဲဗီနီယာလည်းအရင်ဖွင့်ကစားမှာမဟုတ်ဘူး။ဒီဘက်မှာသူတေးလောက်ပျော်မှန်းလိုက်မယ်ဆိုသူလည်းအချိန်ကိုကောင်းမယ်။သူလည်းအချိန်ကိုကောင်းမယ်။ဓမ္မရ။သူလည်းအချိန်ကိုကောင်းမယ်။အဲ့တော့တေးပျော်မှန်းဖို့အတွက် तू ကအဆုံးဖြတ်ပွဲဆိုပြီးတော့လည်းဖွင့်ကစားမှာလည်းမဟုတ်ဘူး။ဆိုတော့သူကလည်းပိတ်ကစားလာမယ်။ဆမ်ဘီယာရဲ့ခံတိုက်စစ်ပိုင်းကလည်းအားနေတယ်လို့ခံစစ်ပိုင်းကအားနေတဲ့အတွက်ကြောင့်ဆမ်ဘီယာကလည်းအဆုံးပြပွဲဆိုပြီးတော့ဖွင့်ကစားလာရဲမှာမဟုတ်ဘူး။သူတို့ထိန်းကစားမှာပဲတကူရကလည်းပိတ်ပြီးတော့ပြန်ပိတ်ပြီးတော့ကစားမှာဆိုတော့ကျွန်တော်ကဆမ်ဘီယာနဲ့ဂိုးအောင်ဒါဆိုဟုတ်ကဲ့ဆက်ဆန်းကဂိုးအောင်ကျွန်တော်ကဆမ်ဘီယာဘော်ဒီကို ရွေးလိုက်မယ်အဲဒီနှစ်ခွက်လုံးလဲအွန်လိုင်းရေးရှိတယ်10ဆိုလဲမဆို20ဟာအဆင်ပြေချုံးပွေးနော်ခုနကဒီအုပ်စုအတွဲမှာဆိုလဲဒါလေဗီယာပွဲစဉ်လဲရှိဒီလိုအုပ်စုလေးနဲ့လဲကျွန်တော်တို့တွဲဖက်ကြည့်မယ်ဆိုရင်ပေါ့ဟုတ်ကဲ့အဲဆိုကျွန်တော်တို့နောက်ထပ်တပွဲလေးရှိမယ်ကျွန်တော်တို့စပိန်နဲ့ဂျော်ဂျီယာဒါအဲ့ပွဲစဉ်ပွဲစဉ်ပွဲစဉ်ကောင်းမှာဂျော်ဂျီယာလဲဒါဟိုသူ့အောက်မှာဟိုဟာနဲ့အမှတ်သာပြိုင်နေတဲ့အနေဒါစပိန်ကတော့6မှတ်ရတာတဲ့အနေထားမှာ အဆရာရဲအနေနဲ့စပိန်ဂျော်ဂျီယာပွဲကိုကျွန်တော်တို့ပြည်သက်တွေတော့ပါပေးမလဲစပိန်ဂျော်ဂျီယာပွဲဒီမှာကျွန်တော်ကဟိုးအောက်ကိုပဲပြီးကထားပေးရမှာဟုတ်ကဲ့နှစ်သင်းစလုံးနဲ့တိုက်ခစ်ပိုင်းဒီမှာအဓိကကစားသမားတွေမပါအော်ဟုတ်တယ်ဒဏ်ရာကစားသမားတွေများတယ်နော်စပိန်မှာလည်းစပိန်မှာဆိုရင်လက်မိုင်းရမယ်လို့ပါဘူးပေါ့နော်ဟိုပြီးတော့ဒီလက်ရှိကစားအားရဆိုရင်စပိန်ဝင်းမှာကဂျော်ဂျီယာနေနှစ်ခန်းစပိုင်းကိုပဲပို့ပြီးတော့ဥတီလာဖို့များတယ်အဓိကကသူကကျုံးလေရင်တော့မှပဲတင်းဦးနေနေနဲ့ရှုံးမှာပို့အစင်တင်တဲ့အတင်းနေပို့ဟုတ် 那边养了二十个大鳖在嘛，然后从那外面转，带这个哥哥的对他来讲就是超过鳖，比狗比哦都过鳖，看这个龙王公母比哦，因为龟嘛个啥嘛是朝吉伢那不会的嘛，这当然的，看这个公母比哦了，你看现的。只要这边人了二十个大伢，朝吉伢个，你看在这面怎么摆的，面汤面嘛，看这边有个公母比你看了。 ကျွန်တော်တင်တော့စပိန်တင်းနေရပြင်းတယ်လူဆုံးသုံးခုလိုပဲထင်ပါတယ်ဟုတ်ကဲ့ပွဲတည့်ရင်းမှာကျွန်တော်ဒီပွဲတည့်မှာကိုယ့်အကူကိုကိုယ့်အကူဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့စနေညရခုနောက်ဆုံးနှစ်ပွဲဖြစ်တဲ့ဒီစပိန်ဂျော်ဂျီယာနဲ့ခုနကျွန်တော်တို့ဟိုဆာဗီယာနဲ့ကျွန်တော်တို့အဲ့ပွဲစဉ်မှာတော့ဟိုဆာဗီယာကိုဘော်ဒီဆာဗီယာနဲ့ကိုယ့်အကူရွေးချယ်ပြီးတော့စပိန်နဲ့ဂျော်ဂျီယာပွဲကိုလည်းကိုယ့်အကူပဲရွေးချယ်လိုက်ပါတယ်အားလုံးပဲအောင်မြင်ပါလိမ့်မယ်